ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ယူရိုပါလိစီမီဖိုင်နယ်ဖြစ်ပထမကြိုးရှင်မယ်ကစားမဲ့ဘီဘာအိုနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲတွေပွဲကြိုသုံးသက်ချက်ပေါ်လေအတင်းတစ်ဝက်စိတ်လှရှားစရာကျွန်တော်တို့သာပြိုင်ပွဲပါကျွန်တော်တို့ဒီယာဒီပရီးမီးယားလိတောက်လျှောက်တိုင်ပက်နေတဲ့အချိန်ဒီမှာကိုရီးယားတိုင်ပက်နေတဲ့ယာဒီကိုလုံးဝ fix လုပ်နိုင်မဲ့အချိန်မျိုးပေါ့ယူရိုပါလိမှာကျွန်တော်တို့ဖိုင်နယ်ကိုတက်ဖိုင်နယ်မှာဖလားရတယ်ဆိုလို့ရှိရင်ဒီယာဒီပရီးမီးယားလိမှာစိုးဝါတာတွေကမေ့ပြလိုက်လို့ကျွန်တော်တို့ရတယ် နော်ပြီးခဲ့တဲ့ရာသီမှာလည်းအဲ့လိုပဲကျွန်တော်တို့အသင်းမှာတော်တော်စူးစူးဝါးဖြစ်ခဲ့တယ်ဒါပေမဲ့လို့ FA Plus မှာ Final တက်ဘူးဆွေးမန်ချက်စတာစီးတီးကိုနိုင်ပြီးတော့ယူရိုပါလိဝင်ခွင့်ရခဲ့တော့အနေလေးခံစားရလို့ဖြစ်သွားတာအခုဆိုလို့ချင်းပရီးမီးယားလိမှာကျွန်တော်အဆင့်14မှာမလို့မှအချိန်ကြီးကောင်းမနေဘူးမန်ချက်စတာယူနိုက်တက်နဲ့အဆင့်14ဆိုတာကျွန်တော်သိ hazard တယ်လို့မခံစားရဘူးဗျာဒီလားအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ရဲ့ယာစီစိုးတစ်ခုကိုပိုင်ဆိုင်နေရတယ်ဆိုတာကောင်းကောင်းမြင်နိုင်တယ်ဒါတွေကိုပြောင်းလဲဖို့ဆိုလို့ချင်းတော့ယူရိုပါလိမှာအချိန်ကြီးကောင်းမှပဲကျွန်တော်ရမယ် ဆိုတော့ဒီဟာကအတင်းအတွက်အင်မတန်ရေးကြီးပါတယ်ပထမအကြော်ကောဒုတိယအကြော်ကောတို့တို့အတွက်ပေါ့နော်အင်မတန်အရေးကြီးပါတယ်ဆိုတော့ဒီအရေးကြီးတဲ့ပွဲမှာပြိုင်ဘက်ပြီးပါဘူးဘလို့အခြေအနေရှိနေတယ်လဲကိုအတင်းဘက်မှာဘယ်ကစားမတွေပွဲထွက်လာနိုင်စွမ်းရှိနေတယ်လဲနီးပြဖြစ်သူအမိုဒီနေနဲ့မထင်မှတ်တာတွေဘာတွေပြောင်းလဲလာမလဲဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဆွေးနွေးကြည့်အောင်မဆိုတော့ဘီဘာအိုနဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးစပြီးတော့ကြည့်အောင်ဒါ Athletic Club ဘီဘာအိုပေါ့လေဘီဘာအိုကလက်ရှိမှာကျွန်တော်တို့ဒီ ဒီချီနေတီပေါ့နော်ဒီချီနေတီကျွန်တော်တို့ရောက်လာတဲ့နေရာမှာသူတို့ဒီမတိုင်ခင်မှာ Rangers ကိုသူတို့အိမ်ခွင်မှာ2-0နဲ့သူတို့နိုင်တယ်နော် Ranger ကို2-0နဲ့သူတို့ကနိုင်ပြီးတော့တက်လာတယ်ဒါပေမဲ့ပထမအကြော့ Rangers အိမ်ခွင်မှာတော့ဂိုးမရှိတည်ရကြတာနော် Rangers အိမ်ခွင်မှာဂိုးမရှိတည်ရကြတာဆိုတော့နှစ်ကျော်ပေါင်း2-0နဲ့တက်လာတယ်ပေါ့လေနော် Sunset ကသာ penalty တကူးနဲ့ပြီးလို့ရှိရင် Nico Williams က minute 80မှာခေါင်းတိုက်သွားတဲ့တကူးနဲ့ တို့က2စီးဆိုတဲ့ရတဲ့နဲ့နိုင်သွားတာဆိုတော့အဲ့ဒီပွဲမှာတော့တို့ကဒီ Rangers တဲ့အများကြီးတာခဲ့တာပေါ့လေ Rangers နဲ့ဒီ Bibawe ရဲ့ဂျာထဲမှာကွာဟမှုတွေကကျွန်တော်ကြီးတယ်ကိုဒီနေရာမှာတို့လက်ရှိတို့ရဲ့ပြည်တွင်းဖြစ်တဲ့ La Liga ကိုကျွန်တော်ကြည့်တော့လေအဆင့်၄မှာရှိနေပါတယ် Bibawe ဝါ DID မှာတော်တော်ကောင်းနေတဲ့အသင်းလို့ပြောလို့ရတယ်เนาะ Atletico Madrid ဆိုတာက ကျွန်တော်တို့ဒီ Real Madrid တို့ Barcelona တို့နဲ့အပြိုင်တအားကောင်းနေခဲ့တာเนาะတကယ်ပဲ10ပွဲဆက်နိုင်12ပွဲဆက်နိုင်အဲ့လိုတွေဖြစ်နေခဲ့တာအေးအဲ့လိုအသင်းနဲ့တောင်မှဟိုဘီဘာအိုနဲ့ကြားထဲမှာ6မှတ်ပဲကျွန်တော်တို့ကွာတော့တယ်အဲ့အဲ့လောက်ကြီးကြီးကျွန်တော်တို့နေဘီဘာအိုကပူကောင်းနေတာဗောနော်ပူကောင်းနေတာဆိုတော့ဒီ လက်ရှိဘီဘာအိုကအဆင့်၄မှာ33ပွဲကစားထားတဲ့နေရာမှာသူတို့16ပွဲထိနိုင်ထားတယ်။12ပွဲတည်ရကြပြီးတော့9ပွဲရှုံးနေထားပါတယ်။တရားဒီလုံးမှာ9ပွဲပဲရှုံးနေကြတာနော်။9ပွဲပဲရှုံးနေကြတာဆိုတော့အဲ့ဒီ33ပွဲမှာလည်းတိုက်စစ်က950ထိကျွန်တော်တွင်းထားတယ်။နော်ကို90ဒီကျွန်တော်တွင်းသားတယ်ဒါအတလတီကိုမက်ထရစ်တိုက်စစ်တော့မှ56ခုပဲကျွန်တော်ရှိတာခန်စစ်က24ခုပဲပြီးရသေးတယ်ဒါဆိုတော့တော်တော်ကောင်းနေသီးလားနော်အစင်လေးကိုရောက်နေတယ်ဆိုကြတဲ့ကဗျာ ူတို့အတွက်ဒါတော်တော် ကောင်းလို့ပဲဟုတ်တယ်မလားဆိုတော့ဟိုဒါကြောင့်ဟိုဘယ်လိုပြောမလို့လက်ရှိ90ကိုရပြီးတော့24ကိုပဲပြန်ပြီးရ26ကိုပဲပြန်ပြီးရသေးတယ်ဆိုတာမျိုးကတော်တော်ကောင်းတဲ့အခြေအနေမျိုးပါပြီးပါအောင်မှာတော့သူတို့ကဒီနှစ်ဖက်ကိုအာယုံဆိုင်နေရတယ်လို့ပြောရမှာပေါ့။ဘာလို့လဲဆိုတော့သူတို့ကယူရိုပါလိမှာဆိုလို့ချင်းလည်းပဲသူတို့အိမ်ဝင်းမှာဘိုလူဘဲကချင်းပါမှာကိုနော်အဲ့တော့သူတို့လည်းပဲဘိုလူဘဲကိုတက်နိုင်မဲ့အခွင့်အရေးရှိနေတယ်။ဘိုလူဘဲရောက်ရင်လည်းဘိုဆွဲနိုင်မဲ့အခွင့်အရေးသူတို့မှာရှိတယ်။ နော်ဆိုတော့လက်ရှိ United ဆိုတာကတကယ်တမ်းသူတို့ဘက်ကနေဘီဘာအိုဘက်ကနေတွေးကြည့်ရင်အာဒီကောင်တွေတိုင်ပတ်နေတာဟုတ်လားဘီဘာဒီကောင်တွေအဆင့်ဆက်လေးမှာမျိုးဝဲလေဝဲလေဖြစ်နေတာနော်ငါတို့နဲ့မကစားခင်ပြီးခဲ့တဲ့ပရီးမီးယားလိနှစ်ပွဲကိုကြည့်ဒီကောင်တွေရှုံးမဲ့ရှုံးနေတာသိတယ်မလားဆိုတော့ငါတို့ဒီတင်းကိုအိမ်ကွင်းလေးဖြစ်တယ်ဆိုတော့နိုင်နိုင်တယ်ငါတို့အိမ်ကွင်းမှာနေဖြတ်ထားမှာဖြစ်မယ်ဆိုတော့ပုံစံမျိုးတွေးမှာပဲသူတို့လည်းပဲဟုတ်တယ်မလားဘာလို့လဲဒါဟာကိုရီဘက်ကကိုရီကိုကြည့်ရင်သူတို့ဘက်ကနေကိုရီကိုကြည့်ရင်ကိုရီတရားဒီဘာကောင်းမှဟုတ်မနေဘူးနော်အကုန်လုံးပဲစူးစူးဝါးဝါးနေဖြစ်နေပြီးတော့ရတဲ့အခွင့်အရေးတွေတော့မှမင်းကိုမသွင်းနိုင်တာဗျာ တည်တယ်မလားဘီဘာအိုလိုမျိုးအဆင့်၄မှာကျွန်တော်တို့စပိန်လာလီဂါမှာရောက်နေတဲ့အသင်းမျိုးကမင်းကိုရီကိုမနိုင်ဘူးလို့ထင်နေတာဘာကြောင့်မှန်းကိုကျွန်တော်မရှိဘူးဒါသူတို့ဘက်ကလည်းအဲ့လိုတွေးမှာပဲဒါကြောင့်ဘီဘာအိုရဲ့ဒီယာဒီကျွန်တော်တို့အခြေအနေတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်တော်တော်ကိုအဆင်ပြေတဲ့နေရာမှာကျွန်တော်တို့ပါတယ်ဗောနော်ကိုရီထက်အများကြီးပိုကောင်းတဲ့အခြေအနေမျိုးမှာသူတို့ကပြထားတာဆိုတော့ဟိုဘီဘာအိုရဲ့ပွဲစဉ်နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်လည်းပဲဒီမတိုင်ခင်မှာသူတို့ဟို24ရက်နေ့ကဗောနော်သူကဂျားထဲမှာတော့ ဟိုနားရက်တီတော့သူကအများကြီးရထားတယ်ဗျာနော်ဆိုတော့24ရက်နေ့ပေါ့နော်သူတို့သူကစားတယ် last palmas နဲ့ပေါ့နော်သူတို့ဝမ်းစီနဲ့နိုင်တယ် real metric ကိုတော့သူတို့က1စီနဲ့ရှုံးနေပေါ့နော်ဒါပေမဲ့ rangers ကို2စီနဲ့နိုင်တယ် belecano ကို3 1နဲ့အိမ်ဝင်းမှာနိုင်တယ်ပြီးရင်ကျွန်တော်တို့က bilaria ကိုအဝေးကွင်းမှာဂိုးမရှိတည်ကြတယ် usasuna ကိုတည်ကြတယ် sibila ကိုအဝေးကွင်းမှာ1စီနဲ့နိုင်တယ်อืมဆိုတော့မဆိုးဘူးဗျာဒီလားမဆိုးဆိုတာကတော်တော်လေးကိုကောင်းတဲ့ performance ပြထားတာပြပါဦးက ကိုရီဆိုလို့ရှင်အဲ့လိုအဲ့လောက်အဟုတ်မနေဘူးလေနော်ကိုရီကတော်တော်ကိုတိုင်ပတ်နေတာကိုနော်ဆိုတော့ကြောင့်လက်ရှိမှာဘီဘာအိုဘက်ကတော့အန်ဒီရဲ့တော်တော်များတယ်ပေါ့လေဆိုတော့အဲ့ဒီချိန်မှာကိုရီယူနိုက်တက်လာပြီအဲအဆင့်ဆက်လေးမှာနော်ကိုရီယူနိုက်တက်လာပြီဆိုတော့ကိုရီအကြောင်းမပြောခင်ပွဲထွက်လူစင်းနဲ့ပတ်သက်လို့ဖြစ်နိုင်ကြီးပွဲထွက်လူစင်းပေါ့နော်ကျွန်တော်တို့အရင်ဆုံးကျွန်တော်ပြောကြည့်အောင်အပြောင်းလဲတီတော့အများကြီးရှိစေရတော့မမြင်ဘူးပေါ့ဗျာဆိုတော့ဂိုးသမားကတော့ဦးနန်းနာပဲပေါ့ဗျာဦးနန်းနာကပဲအရင်ပွဲထွက်လာမှာပဲနော်သူပဲရှိတာပဲ အတင်းမှာအာကူဝါနေနဲ့ဂူသမားဆိုတာရှိမှမရှိတာဆိုတော့ခံစစ်မှာကျွန်တော်နည်းနည်းကျွန်တော်တို့နည်းနည်းအာယုံစားရဖြစ်လာပြီဘာလို့လဲဆိုတော့ခံစစ်ကကျွန်တော်တို့နေအပြောင်းလဲလုံးမနော်ကျွန်တော်အချင်းကြီး comment ပုံစံမျိုးအခုကျွန်တော်ကြည့်ကြည့်အတင်းမှာဖြစ်နိုင်ကြီးခံစစ်၃ဟောင်းကိုကြည့်ရင်ဒါဖြစ်နိုင်ကြီးခံစစ်၃ဟောင်းပဲမကွိုင်းရရှိမယ်လန်နီယိုလိုရှိမယ်မာစတာဝီရှိမယ်ဒါဒီအတင်းတွေဖြစ်နိုင်ကြီးခံစစ်၃ဟောင်းပဲဒါဒီအတင်းတွေ100%ဖြစ်နိုင်ကြီးနော်90%ကတော့ဖြစ်နိုင်ကြီးပဲ ။ဘာလို့လဲဆိုကျွန်တော်တို့မှဂျားထဲမှာဒီလစ်ကလည်းပထမကြောမှာပြန်ပါမှာမသေးကြသေးဘူး။နော်ပြန်ပါရင်တော့ကောင်းတာပေါ့လေ။ဒါပေမဲ့ injury ပြဿနာရနေတဲ့ကစားမတယောက်ကိုချက်ချင်းလက်ငယ်ကြီးဝုန်းဆိုပြီးတော့ဒီရမလားပြန်ကောင်းလာနိုင်တဲ့ပွဲထွက်လူစင်းနဲ့ထည့်လိုက်မယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့ဒီလစ်တို့နော်ကျွန်တော်ပြန်ပါလိမ့်မယ်လို့မထင်ဘူး။ဆိုတော့ဒီလိုပြန်ပါလိမ့်မယ်လို့မထင်ဘူးဆိုတော့ကျွန်တော်တို့မှာ Lindy Love ပဲကျွန်တော်ရှိတော့တယ်။ဆိုတော့သေချာတယ်ဗျသူထည့်ဖို့တော့မရှိဘူး။နောက်တစ်ယောက်က Eden Heaven Eden Heaven ကိုပြီးခဲ့တဲ့ဘုံပေါက်နဲ့ပွဲလူစင်းနဲ့မှကျွန်တော်မတွေ့ရဘူး။ မတွေ့ရဘူးဆိုတော့ heaven နဲ့ပါလာဖို့ပွဲထွက်လူစင်းတွေမှာဝုံးစုပါလာဖို့ကမဖြစ်နိုင်ဘူးလူရှော့ကလည်းဘုံမောင်းနဲ့ပွဲစဉ်မှာမိနစ်အပြည့်ကစားသွားတာ amoring ကအဲ့ဒီပွဲမှာပြင်ထားတာကလူရှော့ကိုမိနစ်90အပြည့်ပေးမကစားဘူးလူလဲမယ်ပေါ့ဒါမှမဟုတ်အချိန်ကြီးရကျွန်တော်သူ့ကိုပွဲပြည့်သုံးလဲရတယ်ဆိုတော့ injury ပြဿနာအကြာကြီးကြုံနေရတဲ့ player တယောက်ပြန်ကစားတဲ့အခါမှာ Amorin ကတက်နှက်နေမှာ minute တွေကိုကန့်သက်ဖို့သူကြိုးစားနေတာအဲ့လို player မျိုးကိုမထင်မှတ်ပဲ minute 90 minute 96မိနစ်အပြည့်ကစားပေးလိုက်ရပြီးမှာ ဒီဘက်မှာပွဲထွက်လူစီမှာပါလာဖို့ကတော့နည်းတယ်လို့ကျွန်တော်ထင်တယ်။လုံးဝရွေးချယ်တရားမရှိရင်တော့ထည့်ရမှာပဲ။နော်ကျွန်တော် injury ပြဿနာကြုံမှာကြောက်ပြီးတော့အများကြီးမတုံးလို့မှကျွန်တော်မရတာအန်တိုင်းမျိုးတော့ရှိတာပေါ့ဆိုတော့အဲ့ဒါဖြစ်နိုင်ကြည်ဒီဒါဒီအသင်းတွေဖြစ်နိုင်ကြည်ပဲဆိုတော့နောက်ထပ် wing backs တွေကိုကျွန်တော်ကြည့်ရင် Harry Amex တို့ပါလာဖို့တော့မရှိဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီနေရာလေးနည်းနည်းပြောဖို့ရှိတယ်ကျွန်တော်တို့ဘာလဲဆိုတော့ဒါဟာကျွန်တော်တို့ရဲ့ဖြစ်နိုင်ကြည် wing back နှစ်ယောက်ဒီနေရာမှာအကယ်လို့ဒါအကယ်လို့ဒါ Luke Shaw ကိုကျွန်တော်တို့ဘုံမောင်းတဲ့ပွဲတော့ငါလိုမျိုး left center back မှာထည့်မယ်ဆိုရင်ကြည်ကြတယ်အဲမာစတာဝီကတော့ဗောနော်တောင်မန်ကိုသွားလိမ့်မယ်မာစတာဝီနဲ့ပက်ထရစ်တူကိုတောင်မန်နှစ်ဖက်မှာကစားပြီးတော့မာစတာဝီနေရာကိုလန်နီယူရိုပြောင်းယူရိုနေရာမှာလုရှော့ဆော့ဒါဒီကျွန်တော်တို့အတွက်ဖြစ်နိုင်ကြီးအများဆုံးပဲဟိုတနေ့ကဘုံမောင်းတဲ့ပွဲစဉ်ကလိုမျိုး Harry Amos တို့ပါလာဖို့ရှိတယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ကျွန်တော်နည်းနည်းတော့စိတ်ပူတယ်ဒါကလူမရှိလို့ဗောနော်နည်းနည်းတော့စိတ်ပူတယ်တခြားမဟုတ်ဘူးဗျအကယ်လို့များလူရှော့ကဗောနော် ပါလာမယ်ဆိုလို့ရှိရင်ဘုံမောင်းတဲ့ပွဲစဉ်ကလို့တော့မဖြစ်ဘူးဘုံမောင်းတဲ့ပွဲမှာဆိုလို့ရှိရင်တော်တော်တိုင်ပတ်တာเนาะလက်နီယိုတို့ပက်ထရစ်ဒူကူဆိုတဲ့အဲ့ဒီပက်ချန်ကတော်တော်တိုင်ပတ်တာအဲ့ဒါကြောင့်လည်းကျွန်တော်တို့ဂိုးပေးလေးရတာဆိုလူရှော့အတွက်တော်တော်ကိုတိုင်ပတ်နေတယ်တိုင်ပတ်နေတယ်ပဲလေကျွန်တော်ရွေးချယ်စရာမရှိတော့၃လမှာမှန်ပြီမဲ့ပေါ့เนาะပူကောင်းမှကျွန်တော်တို့ရမှာကိုအသိမှကစားမားတွေကဖြစ်တဲ့လောက်ဒီအချိန်ကြီးကောင်းမနေကြဘူးဒီလားဖြစ်တဲ့လောက်ဒီလုံးဝအချိန်ကြီးကောင်းမနေကြဘူးဆိုတော့ဒါဒီလက်ရှိလူရှော့နဲ့ပတ်သက်လို့ပေါ့လေ လူရှော့အပေါ်မှာမူတည်ပါတယ်ကျွန်တော်တို့ရဲ့ဝင်းဘက်အခြေအနေတွေကဝင်းလေကတော့ဟိုဘရူနိုဖရန်နက်စ်ကိုမမြင်ရနိုင်ဘူးလို့လည်းတော့ပြောလို့တော့မရဘူးဒါပေမဲ့တော့အခြေအနေတွေရကျွန်တော်တို့ကြည့်ရင်ကွင်းလေမှာဥကာဒီနဲ့ကက်စမဲရူတို့နှစ်ယောက်ကိုကြပြိုင်နဲ့တုံးတာကအတင်းတွက်ဂျူဝဲစ်ပိုင်းနေပါဒီမှာကို အာကူပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်အမလီဟာဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့တိုက်စစ်ကိုကျွန်တော်တို့ကြည့်ရင်ဖာနန်နက်စ်မပါလို့ရှိရင်ခရီးတီးကလုံးဝမဖြစ်ဘူးတိလား အထူးသဖြင့်ဒီလိုပွဲမျိုးဆိုလို့ရှိရင်ပြောပြောလို့ပူတောင်ဆိုးသေးတယ်ဘရူနိုဖာနန်ဒက်စ်လိုကစားမမျိုးဘာ defensive ဂျူဒီမနော်စိတ်ပူစရာမရှိဘဲနဲ့တိုက်စစ်ကိုလွတ်လွတ်လပ်လပ်လိုက်ခွင့်ရတယ်ဆိုရင်မစိုးဘူးဗျာဒီလားတော့နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ပြိုင်ဘက်ပေါ့ပြိုင်ဘက်ဘီဘာအိုကဘောလုံးပိုင်ဆိုင်မှုနဲ့စပိန်အသင်းဆိုတော့ပြောစရာလိုမျိုးတော့မထင်ပါဘူးအတူတူကြကြကြီးပေါ့နော်ဘောလုံးပိုင်ဆိုင်မှုတွေအမှန်ကန်တဲ့ကစားတာအဲ့လိုအသင်းမျိုးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က ground jewels တွေနော်ပြီးလို့ရှိရင် area jewels တွေကောင်းတဲ့ player တွေမှရမှာကျွန်တော်တို့အနေနဲ့အဲ့အဲ့ဒါဆိုလို့ရှိရင်တော့တည်ကြတယ် Casemiro ကတော့ ဟိုကျွန်တော်တို့ညဒီတွေကတည်းကကက်စမဲတို့ကပုံမှန်ပွဲထုတ်ခွင့်ကရလာမှာပါနီးပြကိုတိုင်းကိုကကက်စမဲတို့ကိုလက်ရှိမှာဥကာဒီတဲ့ပူသဘောကြနေတာဆိုတော့ဥကာဒီရောကက်စမဲတို့ဆိုလို့ရှင်တော့အတင်းရဲ့ကွင်းလင်မှာမမထန်နေတဲ့တုံးပြန်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်လက်ရှိမှာဥကာဒီနဲ့ကက်စမဲတို့ပါလာပြီဆိုတော့ねနံပါတ်တန်းတို့ကဂါနာချူနဲ့ဖာနန်ဒက်စ်တိုက်စစ်ကတော့ရက်စမတ်ဝိုင်လန်ဘော်လီဒါဖြစ်နိုင်ကြအများဆုံးပဲဟယ်ရီအာမတ်စ်ကတော့ကျွန်တော်ပါလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးသို့တော်လည်းပဲလက်ရှိမှာ လူရှောကဦးတနီကပွဲချင်းအပြည့်ပါလာတယ်ဆိုတော့ရှောကိုထပ်ပြီးတော့သုံးမှလာပေါ့ရှောကိုထပ်ပြီးတော့သုံးမယ်ဆိုရင်တော့အာမက်စ်မပါတော့ဘူးမဟုတ်ရင်တော့အာမက်စ်တို့ chance တို့ရှိပါတယ်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရမယ်ဘာတွေဆက်ပြီးတော့ဖြစ်လာမလဲနီးပြအတွက်လည်းမလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတာအပြောင်းလဲတွေလို့ဖို့ကျူးပန်းနေရတာပြောင်းလဲတွေကလူကမရှိဘူးဖြစ်နေတာအာမက်ဒီယာလိုလိုဘာလို့ကတော့ဒီပထမကြော့မှာပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်လူစင်းရင်းတဲ့တော့မှာပါရင်တော့မှကန်ကောင်းမှာအာမက်တို့ကိုပထမကြော့မှာမြင်ရဖို့တော့ရှိတယ်လို့တော့ကျွန်တော်မယူဆဘူးဒါဟာဖြစ်နိုင်ချေအများဆုံးပဲဆိုတော့ ်ဘီဘာအိုကိုကျွန်တော်တို့အနေနဲ့ဘယ်လိုတားကြမလဲဒေဂျာတာတခုကတော့နီးပြအမ်မိုရင်ပြောသလိုပဲနီးပြအမ်မိုရင်ပြောသလိုပဲဟိုတနေ့ကဘုံမောင်းနဲ့ပွဲပြီးမှာအဓိကဘုံမောင်းနဲ့ပွဲမှာအဲ့ဒီကစားမတွေနဲ့ပွဲထွက်လာတယ်ဆိုတော့အလကားမဟုတ်ဘူးပေါ့ဘုံမောင်းကစားပုံနဲ့ဘီဘာအိုကစားပုံတွေကအများကြီးဆင်တူတယ်ပေါ့ဆိုတော့အဲ့ဒီဘုံမောင်းနဲ့ပွဲစဉ်ကအတင်းအတွက်ဘီဘာအိုနဲ့ပွဲတော့ပါတခါလေးပြင်ဆင်မိသားလို့ပြောရမလားအေးဒေဂျာတာတခုကတော့ငါတို့ဝမ်းစီနဲ့ရှုံးနေတာနော်ပြီးရင်လည်းပဲဘီဘာအိုဒီဘုံမောင်းကိုလုံးဝကိုရီဘက်ကိုဒုက္ခပေးလို့မရအောင်ကိုရီတားနိုင်ခဲ့တယ် အဲ့မဲ့လို့အဲ့ဒီတလုံးကိုပေါက်တဲ့ရာတလုံးကိုပိလိရတာကလွယ်တော်တော်လို့ဆိုးတယ်ပေါ့နော်ဆိုတော့ဘီဘာအိုနဲ့ပွဲမှာအဲ့လိုထပ်ပြည့်လို့မရဘူးသူတပြင်းဘီဘာအိုကွင်းဖြစ်တယ်ဘီဘာအိုဟာယူရိုပါလိမှာလုံးဝဥရောပပြိုင်ပွဲတွေမှာလုံးဝအတွေ့အကြုံရှိတဲ့ကလပ်တင်တစ်ခုဖြစ်တယ်သူတို့အသင်းမှာဘုံမောင်ကကစားမတွေတဲ့ပူကောင်းတဲ့ပူအန်ဒီယံများတဲ့ပလေယာတွေကျွန်တော်တို့ရှိတယ်ကိုဒီကိုအချိန်မြွေးဒုက္ခပေးသွားနေတဲ့ခြေနေမျိုးပါကစားမတအူးချင်းစီကအစဘယ်သူမှနည်းနည်းလေးမှားလို့မရဘူးကိုရီရဲ့တို့ရိုနေဒီယာစီကိုအမှန်ကန်ဆုံးဖြတ်ပေးနိုင်မယ့်ပြိုင်ပွဲပါ ရန်တက်နေနေပေါ့နော်ကျွန်တော်ကတော့အဝေးဝေးမှာတကယ်လို့များတရေရလာတယ်ဆိုလို့ရှင်တော့မှကိုရီတွက်ကအများကြီးအချင်းကြီးကောင်းတယ်လို့ပြောရမယ်ကျွန်တော်တော့ပေါ့နော်ဘယ်လိုပြောမလဲကိုအတင်းဆိုတော့လေလေဗျာနော်နော်ဟိုစိတ်ထဲမှာတော့ထင်တာပေါ့နော်ဟာအဝေးကွင်းမှာမင်းနိုင်အောင်ကစားလိုက်အိမ်ကွင်းမှာ AC ပဲဒါမျိုးပေါ့အဲအဝေးကွင်းမှာနိုင်မှုကမလွယ်ပါဘူးသူလည်းမလွယ်ဘူးဆိုတဲ့အချင်းကြီးမျိုးမှာကိုရီရောက်အောင်လုံးပြနိုင်မှာဖြစ်မယ်နော်ကိုရီအနေနဲ့မရှုံးအောင်ကစားလာဖို့ကျွန်တော်လိုပါတယ်အဝေးကွင်းမှာ MOD နဲ့ကစားမားတွေအမှန်ကန်လုံးပြနိုင်ကြမလားကျွန်တော်ကြည့်ရမယ်ဆိုတော့ညီကလေးနေနေရော တို့ယူရိုပါလိမှာဘိုလူဘွဲကိုတက်လိမ့်မယ်လို့ညီကတို့ထင်ကြလားတေချာပေါက်ကတော့ဘုံမောင်းနဲ့ပွဲရလို့ကစားလို့တော့မရဘူးနော်ဘုံမောင်းနဲ့ပွဲရလို့မျိုးဆိုလို့ရှိရင်တော့အများကြီးပူကောင်းမှကျွန်တော်ရမှာညီကတို့အနေနဲ့ရောဘလူဂျက်လက်တွေထွက်ပေါ်လာမထင်ကြပါလဲနောက်တန်းမှာရောဘေကစားမတွေပွဲထွက်လာမယ်လို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်